ဆန်လုတ်ကိုတမ်းမစင်းရောက်အောင်ကဲတင်ပြီးဥရောပမှာဘောလုံးပြန်လာကစားမဲ့နေမကိုပဲအသင်းခေါ်သွားမလဲနေမကဥရောပကိုပြန်လည်လာရောက်ကစားဖို့ရာဆင်ရတက်တန်နေတယ်2026ကဘာဘလားမှာဘရာဇီးအတွက်ကစားပေးနိုင်ဖို့ဆိုရင်နေမအတွက်ထိတန်းပြိုင်ပွဲမှာကစားပြနိုင်ဖို့လိုပါတယ် ဘရာဇီးလကတိတ်မကြခင်ရာသီကုန်တော့မှာဆိုတော့နေမအနေနဲ့လာမယ့်ဇန်နဝါရီပြောင်းရှိမှာဥရောပအစီပြောင်းရွှေ့လာတာကောင်းဆိုပါမယ်2010ကျော်နှစ်တွေမှာနေမဟာဘောလုံးပရိသတ်တွေရဲ့ပါဇက်ပြားမှာစတင်ရေးပန်းစားလာခဲ့သူဖြစ်ပါရင်အသက်16နှစ်ပဲရှိသေးတဲ့ဥရောပပြင်ပမှာကစားနေကစားမတူနေနဲ့နေမရဲ့နာမည်ကြီးမှုဟာဥရောပမှာကစားနေတဲ့ထိတန်းကစားမတွေနဲ့အပြိုင်ဖြစ်ခဲ့ပါရင် YouTube ကနေမရဲ့ scale video တွေဟာလူငယ်တွေကြားမှာဘရာဇီးတချင်းတစ်ပုတ်နဲ့အတူကြော်ကြပါရင်ဒီတချင်းကြားလိုက်နေမကိုပြေးသတိရတဲ့အထိ Nestor Golia ဖြစ်ခဲ့ရပါရင်နေမကဘဲညာချေ၃နိုင်နဲ့ free kick တွေကနေ goal သွင်းနိုင်တယ် playmaking စွမ်းရင်မြင်ပါရင် ကစားပုံနုပညာဆန်နဲ့ agility ကောင်းတဲ့ပေးရှိတဲ့ Queens Marin Aru ရဲ့အပြည့်ဆိုတော့ဥရောပကိုရောက်လာဖို့အကောင်လောက်ကမျှော်လင့်နေကြတော့2010 Olympic မှာသူပါလာတော့ဘရာဇီးပွဲတိုင်းကိုလူတိုင်းကစောက်ကြည့်ကြရင် ထိုင်တဲ့လူငယ်တွေဆိုရင်ပိုဆိုးတာပေါ့နေမဆိုရင်သူချတာဘောလုံးရောက်တာနဲ့ညင်တိုက်ရှုမရမယ့်အရာတွေကိုတစ်ခုတစ်ခုလုပ်ပြနိုင်တယ်သူပါနေမဆန်းတော်အသင်းအတွက်ဂိုးပေါင်း136ကိုသွင်းယူနိုင်ခဲ့ပါတယ်ဘာစလာကိုရောက်တော့လီယိုနယ်မက်ဆီလိုဝစ်ဆော်ရဲအမက်ဆန်တိုင်းစင်းနဲ့သူသမိုင်းဝင်မှတ်တမ်းတွေကိုယူပြခဲ့တာပါပဲဘာစလိုနာအတွက်၄နှစ်လောက်ကစားပြီးဂိုးတရာအကျော်အတွင်းနဲ့ရနိုင်တဲ့များဖလားတွေအကုန်လုံးရခဲ့ပါတယ်ကမ္ဘာအကောင်းဆုံးဖြစ်ချင်ရင်မက်ဆီရဲ့လောင်းအောက်ကမှမနေနဲ့ဆိုတဲ့တိုက်တွန်းမှုတွေအကြောင်းဘီအက်ဂျီစီပြောင်းခဲ့ပါတယ် တရက်ကြီးအောင်နှောင်းဆက်ကွန်မှာနေမအတွက်ပြောင်းရှိခြင်းရိုး222တန်းထိတုံးဆွဲခဲ့တာဖြစ်ပါရင်နောက်ပိုင်းကိစ္စတွေကတော့အားလုံးသိပါပဲနေမဟာဘောလုံးတမိုင်းရဲ့နှမျောဆရာအကောင်းဆုံးကစားမအဖြစ်တမန်ခံရတဲ့အထိသူ့ရဲ့ပါရမီရင်တန်မှုကကြီးမားခဲ့တာပါတရက်ကြီးကနေအဲဒီလေကိုပြောင်းချိန်မှာတော့နေမဟာဒင်ရများနဲ့လူသားဖြစ်နေပါပြီလက်ရှိမှာနေမဟာသူ့ရဲ့ငယ်ဘဝကလပ်ဖြစ်တဲ့စန်းတိုအသင်းမှာကစားနေပါတယ်ဒါပေမဲ့စန်းတိုအသင်းကတော့အခြေအနေမကောင်းပါဘူးလက်ရှိမှာစန်းတိုအသင်းဟာတမ်းမစင်းရရေးရုံးကန်နေရပြီးတိုင်ပတ်နေရတာပါ ဒီမှာကတော့သူ့ရဲ့ငယ်မွေးချမ်းမောင်အတင်းကိုတမဆင်းသွားရအောင်စ조사ပေးနေပါတယ်။ပြီးခဲ့တဲ့ဘာမီယန်ရဲ့ပွဲမှာစန်းတို့အတင်းနိုင်ခဲ့ပေမဲ့ဒီမှာကတော့ကိုအတင်းပရိသတ်တွေရဲ့နှောင်ပြောင်ခြင်းကိုပြန်လည်ခံခဲ့ရပါတယ်။အထူးသဖြင့်ဘောလုံးကိုဒီကိုယ်တည်းကင်ကျင်ပြီးတော့လိန်ခေါင်းနေချင်တာကပြဿနာပါ။တကယ်တော့ဒီမှာဟာ vision မိုက်ပါလေမယ်စီတို့ဒီမှာကောင်းမမီ play maker အဖြစ်ကစားနိုင်သူဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာကဟိုးငယ်ငယ်တုန်းကလိုမျိုးလိန်ခေါင်းချင်နေတာကပြဿနာပါ။ဒီကစားရန်ကိုမစွန့်လွတ်နိုင်တာကလည်းသူ့ရဲ့ဒဏ်ရာကိုတွင်းနဲ့ဆေးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့မနေ့ကစားခဲ့တဲ့ MSO အတင်းနဲ့ပွဲအစဉ်မှာတော့ဒီမှာရဲ့အတွင်းကိုနဲ့အတူစန်းတို့တေးကြခဲ့ပါတယ်။ဒါကဒီမှာအတွက် August လနောက်ပိုင်း3လကြာကိုပေါပြောင်းနေမှုကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ25ပွဲကစားပြီးချိန်9ဂိုးတွေသွင်းယူထားနိုင်ခဲ့တာကမစိုးတဲ့ပမာဏပါဘရာဇီးလီကနောက်လေးပွဲဆိုရင်ရာသီသိမ်းပြီဖြစ်ပြီးစန်းတို့အသင်းအနေနဲ့တမ်းမစင်းရအောင်ထပ်မံရုန်းကန်ရအောင်မှာဖြစ်ပါတယ်လက်ရှိမှာစန်းတို့အသင်းဟာတန်းစင်းဆောင်ပြင်ပါအဆင်း16နေရာမှာရည်တည်နေပြီးအဆင်း16နေရာကဗီတိုရီယာအသင်းနဲ့တမတ်တာကွာဟနေရဖြစ်ပါတယ်ဘရာဇီးနေပြအန်ဆယ်လော်တီကတော့2026ကွာလာမတိုင်ခင်6လအတွင်းနေမကိုကြံ့ခိုင်မှုတေးချတိဆောက်ထားစေချင်နေပါတယ်နေမအနေနဲ့ဒီအတွက်အသင်းပြောင်းဖို့ဖြစ်ဖြစ်နေလို့နေပြီးဥရောပကိုပြန်လာဖို့စဉ်းစားနေပါတယ်နေမကိုလာမယ့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာဘယ်အသင်းမှတွေ့ရမလဲဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်